လူတည်ဆုံးမှုပါဖြစ်ခဲ့တဲ့ကမ္ဘာ့ချန်တန်းဆုံးဆိုင်ရပြိုင်ပွဲဆိုတာပါပါလေသူ့ငွေလည်းများတယ်ပြင်ဘာကြောင့်အတူရရှင်ပြိုင်နေကြပါ့မလဲအဆိုင်ရပြိုင်ပွဲကို Paris Dakar Rally လို့ခေါ်ပါတယ်ဒီနေ့အဆိုင်ရပြိုင်ပွဲကြောင့်ပြောပြတော့ဖြစ်ပါတယ်ဟယ်လိုအားလုံးမင်္ဂလာပါအကြီးကြီးနဲ့ပြန်လည်ကြည့်လို့လိုက်ပါတယ်ဒီနေ့ကတော့ Paris မြို့ကစင်ကာပူနိုင်ငံတကာမြို့အထိကားရေးဆိုင်တွေဒါရှင်ပြန်နေတဲ့တိုင်ပွဲအကြောင်းပြပတ်သွားမှာဖြစ်ပါတယ် โอเคဆက်လိုက်အောင်ထောင်ကိုရခုနခုနှစ်တွင်းမှာဆိုင်ငယ်တဲ့ကားတွေလမ်းကျန်းရှင်မြန်မောင်းနေရတဲ့ Nice Rally ဆိုတဲ့ပြိုင်ပွဲတစ်ခုမှာပြင်သစ်နိုင်ငံသား Theory စာပိုင်းဆိုသူကပြိုင်ပွဲအတွင်းမြန်မာဟာကထုတ်လုပ်တဲ့ Dinery ဆိုတဲ့ဆိုင်ငယ်နဲ့လစ်ပြားတဲခန္ဓာရမှာလမ်းပြောင်နေခဲ့ပါတယ်ဆိုင်ငယ်ကလည်းတက်စီကုန်းနဲ့အချိန်နေဖြစ်ခဲ့ပြီးတော့တဲခန္ဓာရတဲ့ရေမရှိစာမရှိပဲ၃ရက်ကြာလမ်းလျှောက်လမ်းပြောင်နေခဲ့ပါ Line body လောက်နဲ့ဘာသာလို့ပေါ့ တန်မွတ်စီစဉ်သူတွေကရဟန်းရင်ဖြစ်လိုက်ရှာနေခဲ့ပြီးတော့၄ရက်မြောက်နေ့မှာရှာတွေ့ခဲ့ကြတယ်။ဒါပေမဲ့ထွက်တော်တဲ့သူကိုလိုက်ရှာရင်တော့တွေ့မှာမဟုတ်ပါဘူး။၃ရက်ကြာဆန်ကန်ရောလမ်းလျှောက်ခဲ့ရတဲ့စွန်းစားခန်းတွေကိုသဘောကျတော့တဲ့စာပိုင်းတယောက်ဟာအကြံရသွားပြီးသူရဲ့ဇနီးနဲ့အတူဆန်ကန်ပြန်ဝဲတွေမှာအတူတူလှုပ်လှုပ်ခဲ့တဲ့မိတ်ဆွေ၃ရက်နဲ့ပေါင်းပြီးတော့တဲကန်နိုင်ရမှာပြန်ပွဲစီစဉ်ဖို့အတွက် Theory Server Organization TSO ဆိုတဲ့အဖွဲ့ဖွဲ့ကြပါလေ။သူရဲ့စိတ်ကူးတွေ online ဖော်ဖို့အတွက်ကုမ္ပဏီတွေကို sponsor လိုက်ရှာရင် Oasis ဆိုတဲ့ဖြောရဲကုမ္ပဏီမဂဇင်းအတွက်ညနေပိုင်းနေရာလဲ CDF လို့ရေဒီယိုထုတ်လွှင့်တဲ့ရေဒီယိုလိုင်းနာမည်ကြီးပတ်မုံမှုတွေရရှိခဲ့ကြပါတယ်။အဲတဲကန်နာရအကြောင်းလမ်းကြောင်းတွေကိုကောင်းကောင်းသိတဲ့ Torrat လူမျိုးတူဖြစ်တဲ့ Manu Darat ဆိုတဲ့သူနဲ့လဲပူးပေါင်းခဲ့ပါတယ်။စာပိုင်းဟာလူစုံတက်ဆောင်ဖွဲ့ဖွဲ့ခဲ့ပြီးနောက်စကုလန်မှာတပ်ဖြတ်နေခဲ့ပါတယ်။လူစုံတက်ဆောင်နဲ့1996ခုနှစ်မှာ Paris Dakar Rally ဆိုတဲ့နာမည်နဲ့ လမ်းကျန်အကြံပန်းမောင်းနေရှင်ပြန်ရတဲ့ပြန်ပွဲကိုဆက်တင်ခဲ့ပါတယ်။ကားဆိုင်ငယ်နဲ့ truck ကားတွေပေါဝင်ရှင်ပြန်နိုင်ပြီးတော့ပြည်သက်နိုင်ငံ Paris မြို့ကနေစင်နီဂေါနိုင်ငံတိုက်ခါမြို့အထိတဲခန္ဓာရလမ်းကျန်တွေကိုဖြတ်ကျော်မောင်းနေရတဲ့ပြန်ပွဲဖြစ်ပါတယ်။ကားစီး80ဆိုင်ငယ်အစီး90နဲ့ truck ကား70စီးကိုပေါဝင်ရှင်ပြန်ခဲ့ကြပါတယ်။တရက်ထဲနဲ့မရောက်မယ့်ခီးဖြစ်တဲ့အတွက် check point ထားထားပေးပါအဲတော့က GPS လည်းမရှိဘာမှမရှိတဲ့အတွက်လမ်းညွန်စအောင်နဲ့တန်လိုက်အမြောင်ကသာပြန်မောင်းဝင်တွေကအဓိကအားကိုးရပြီးတော့ ချက်ပွိုင်တွေကိုချိန်မီမြောက်တဲ့သူတွေကချက်ချင်းရှုံးအောင်မှာမဟုတ်ပဲအချိန်ပန်နတီဖြစ်တာတတ်မှတ်ထားပါတယ်။အလွန်ရှင်းပြရရင်တော့ဒါလောင်းကြတာကများတယ်လို့ပဲစောစောဝင်နေသူကိုရှုံးမှာ။ဒါပေမဲ့ထင်သလောက်တော့လွယ်မနေပါဘူး။ဒီဆိုင်ကလား။ဒီဆိုင်ကလား။ဒီဆိုင်ကလား။ဒါမျိုးဆိုင်ကလား။ဒီမျိုးဆိုင်ကတွေကိုကိုမျိုးဝင်းမော်တော်ဆိုင်ကရှိုးရမှာဝယ်ရရှင်းနိုင်ပါလေ။30ဝန်းကျင်ကနေ300ဝန်းကျင်ဒီဆိုင်ကလုံးလုံးရှိပြီးတော့ဆိုင်မှာရှိတဲ့ဆိုင်ကတွေကိုလည်းလဲထပ်ပြုလုပ်နိုင်ပါလေ။ တန်းဟိုမှာသောမော်ဘီမြို့နယ် supply မှတ်တိုင်နယ်16မှတ်တိုင်ကြားမှာရှိပြီးတော့မန္တလေးမြို့ချမ်းမြတ်သာသူ58လမ်းအဲ130 130 A ကြားမှာတည်ရှိပါတယ်အဲတိတ်တိတ်ကြည့်ရင်70မင်းမြတ်နေတယ်ဆိုလို့ကျွန်တော်အခုပြင်နေရတဲ့ဖုန်းနံပါတ်တွေကိုလည်း70မင်းမြတ်နေပါတယ်အဲကောပတ်မှာလည်းပြည်စုံလင်းချပေးထားပါတယ် GPS မရှိလမ်းမသိတန်းလိုက်အိမ်မြောင်နဲ့ရှင်မြန်ရတဲ့ဘွဲမှာခေါလုံးနီးပါနောက်ကျအာလမ်းကြောင်းကျန်းတာဆစ်ချွေရင်တာရေနဲ့စာပြတ်တာတွေကြုံရရပါတယ်လမ်းပြောက်တဲ့သူအများပြားရှိခဲ့ပြီးတော့ဆိုင်ကယ်မောင်းတဲ့သူတွေဟာပူချိန်ကြောင့်တရိပ်လစ်ခဲ့သူတွေလည်းရှိခဲ့ပါတယ် 1989ခုနှစ်ဇန်နဝါရီ6ရက်နေ့ပဲရစ်မြို့ကနေဒါကာမြို့ကို18ရက်အကြာပြိုင်ပွဲဟာ1989ခုနှစ်ဇန်နဝါရီ23ရက်နေ့မှာပြီးဆုံးခဲ့ပါတယ်။အစည်းအရေး182ဆီရှင်မြန်ခဲ့ကြပြီး88ဆီသာပေါင်းဝင်ခဲ့ပါတယ်။လူအုပ်တွေဆုံးခဲ့ပြီးတော့ဂျာနက်ထိခိုက်ပျက်စီးမှုကြီးကြီးမားမားမရှိခဲ့ဘူးလို့တော့သိရပါတယ်။ဒီပြိုင်ပွဲကြီးဟာမီဒီယာတွေမဂ္ဂဇင်းတွေ TV channel တွေရဲ့ထောက်ခံအားပေးမှုရရှိခဲ့ပြီးတော့လူများရဲ့စိတ်ဝင်စားမှုကိုလည်းရရှိခဲ့တဲ့ event တစ်ခုဖြစ်ခဲ့ ဘန်ချာပြန်ပွဲတွေကကြမ်းကြမ်းတမ်းပြန်ပွဲတစ်ခုထွက်ပေါ်လာခဲ့ပြီးတော့အဲကစားကိုချာလန်းကျန်းပြန်ပွဲတွေလည်းပေါ်လာခဲ့ပါတယ်ပထမရခဲ့တဲ့ဆိုင်ကယ်ကားနဲ့ truck ကား၃ခုရှိခဲ့ပါတယ်ဆိုင်ကယ်မှာ Yamaha XT 500ကပထမရခဲ့ပြီးတော့ကားမှာ Range Rover V8 truck ကားက George Groring တို့ဖြစ်ပါတယ်ပထမဆုံးရှင်ပြန်တဲ့ပွဲမှာ sponsor မရှိတဲ့အတွက်စူဂျင်းဝင်နိုင်ငံသားရရှိခဲ့ပြီးတော့မောင်းနေတဲ့သူတွေကတော့ကုမ္ပဏီတွေနဲ့စာချုပ်ချုပ်ပြီးတော့ sponsor ငွေကြေးများစွာရရှိခဲ့ကြပါတယ် နောက်ပိုင်းတွင်မှာတော့ပိုကောင်းတဲ့ sponsor တွေရခဲ့ပါတယ်ဒါပေမဲ့နားပြတဲ့ပမာဏတော့မဟုတ်ခဲ့ပါဘူးတနင်္ဂနွေခုနှစ်မှာပြိုင်ပွဲကိုဖျက်ဆီးခဲ့တဲ့ဖြစ်စဉ်တော့ရှိခဲ့ပါတယ်လမ်းကြောင်းတွင်မှာနိုင်ငံရေးပြဿနာတွေကြောင့်တိုက်ခိုက်ခံရမှုတွေရှိလာနိုင်တယ်ဆိုပြီးတော့ပြင်သစ်ဆိုးရရဲ့အမိန့်နဲ့ပြိုင်ပွဲကို2008ခုနှစ်တနည်းဖျက်သိမ်းခဲ့ရပါတယ်2009ခုနှစ်ကစလို့ယခုလက်ရှိအချိန်ထိတောင်အမေရိကဘက်လမ်းကြောင်းကိုတွစ်ချခဲ့ပြီးတော့အာဂျင်တီးနားကနေချီလီကိုပြန်ရမယ်လမ်းကြောင်းဖြစ်သွားခဲ့ပါတယ် Barrister Carelli နာမည်ကနေ Duck Carelli လို့လည်းအမည်ပြောင်းလဲခဲ့ပါတယ်။အခုနောက်ပိုင်းနှစ်တွေမှာတော့စုချင်းဝင်ကကားနဲ့ truck ကားတွေအတွက် Starling Bond တသောင်းတော်မရတဲ့အခြေအနေဖြစ်ပြီးတော့ Sangare အတွက် Starling Bond 5000ဝန်းကျင်သာရရှိပါတယ်။ဒါပေမဲ့ပြိုင်ပွဲမှာအနိုင်ရခဲ့ရင်ကုမ္ပဏီကြီးတွေနဲ့စာချုပ်ချုပ်ပြီးတော့မီလီယံနာဖြစ်နိုင်မယ်အခွင့်အရေးရှိလို့ပဲဖြစ်ပါတယ်။ဒါကြောင့်ဒီ Duck Carelli ပြိုင်ပွဲကိုအလို့ရရှင်ပြိုင်စွန့်စားနေကြတာဖြစ်ပါတယ်။ နောက်ဆုံးနှစ်ချုပ်နေနဲ့ဘလောက်ပဲဆွမ်းလားဆွမ်းလားဒါဆွမ်းမခံရလုံးလားတော့မယ်မယူပေါ်ဒီကြိုင်နေဘရာဇာတို့တော့ခါတော့လမ်းပြောင်းနေမှာပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်